မွေးစေဝါတွေထုတ်လုပ်နေတဲ့မြန်မာနိုင်ငံကဝါတက်ဖွဲ့ UWSA ကိုတားဆီးရေးအရှိန်မြင့်ဆောင်ရွက်ဖို့ဝင်ကြီးချုပ်ဟောင်းသက်စင်ကထိုင်းစုရကိုတိုက်တွန်းလိုက်ပါတယ် အင်ဒီဂျင်းနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးတို့မကြခင်တွေ့ဆုံပြီးမွေးစေဝါကွန်ရက်တွေကိုတိုက်ဖြတ်နေနေရေးနီးလန်းရှာဖို့ရှိနေတယ်လို့လည်းတက်စင်ကပြောပါသည်မွေးစေဝါနဲ့နိုင်ငံဖြတ်ကျော်ရာဆွဲမှုတွေရေရှည်တည်တံ့တဲ့အဖြစ်ထွက်ပေါ်လာရေးစိန်ခေါ်မှုနဲ့လာလာများဆိုတဲ့ကောင်းစဉ်နဲ့မွေးစေဝါထိန်းချုပ်ရေးပုတ်ဖွဲ့ရုံးမှာမေ28ရက်ကကျင်းပခဲ့တဲ့အခမ်းအနားမှာတက်စင်ကအခုလိုမျိုးပြောကြားသွားတာဖြစ်ပါသည်မွေးစေဝါတုံးဆွဲမှုဟာလက်ရှိနဲ့အနာဂတ်အန္တရာယ်ဖြစ်ကြောင်းမိမိတို့ရဲ့ကလေးငယ်တွေနဲ့လူငယ်တွေကိုဖျက်ဆီးနေတယ်လို့တက်စင်ကပြောပါသည် အတိတ်ကအဓိကမိုးရေဆေးဝါးရောင်းဝယ်သူတွေဟာထိုင်းနိုင်ငံမှာခြေဆက်ခဲ့ကြပြီးမိုးရေဆေးဝါးထုတ်လုပ်မှုစုစုပေါင်းရဲ့ထောက်ဝက်ကိုမိမိတို့နိုင်ငံတွင်းမှာထုတ်လုပ်တာဖြစ်ခါကြံထောက်ဝက်ကိုပြည်ပမှာထုတ်လုပ်တာဖြစ်တယ်လို့သူကပြောပါရီရွှေသရီကန်ဒေတာမှာရှိနေတဲ့ဝါတက်ဖွဲ့ထိန်းချုပ်ထားရာဒေတာဟာ မိုးရေဆေးဝါထုတ်ရာအဓိကဒေတာဖြစ်တယ်လို့လည်းသစင်ကဆွဆွဲထားပါတယ်။ Water Force ရဲ့မိုးရေဆေးထုတ်လုပ်မှုတွေရပ်တန့်သွားစေရေးနီလန်းရှာဖွေဖို့နိုင်ငံခြားရေးဝန်ကြီးက ADJ နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့တစ်လနှစ်လအတွင်းတွေ့ဆုံသွားမှာဖြစ်တယ်လို့သူကပြောပါတယ်။မိုးရေဆေးဝါဆက်လက်ထုတ်လုပ်နေသူတွေဟာ ထိုင်းနိုင်ငံရဲ့ရန်သူဖြစ်ပြီးမိမိတို့ရဲ့ရန်သူတွေအပေါ်မတနာတင်ဘူးလို့လည်းသူကပြောပါတယ်။တိုင်းဒေသနဲ့ကိုင်းဖွဲ့တွေပအဝင်ပတ်သက်နေတာကြောင့်ဒီကိစ္စကိုစစ်ကောင်စီကမဖြေရှင်းပေးနိုင်ဘူးလို့ပြောလိုက်ရင်တော့မိမိတို့ကိုယ်တိုင်ဓာတ်ရက်ရေးယူဆောင်ရွက်ဖို့လိုအပ်ကောင်းလိုအပ်မှာဖြစ်တယ်လို့တက်ဆင်ကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။